စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွက်စိုးရိမ်တယ်လို့ရန်ကုန်ဆွေရင်တန်ရုံကထုတ်ပြန်လိုက်ပါတယ်။စစ်ကောင်စီကသူတို့ကိုယ်တိုင်ကြီးညာထားတဲ့အပြစ်ခက်ရက်စဲရေးကို ချိုးဖောက်ပြီးစာတင်ကြောင်းတွေဈေးရုံတွေနဲ့ဘာသာရေးအဆောက်အအုံတွေအပါအဝင် အရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေနေ့တိုင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အပေါ်စိုးရိမ်ရဲလို့ဆွေရင်တန်ရုံကထုတ်ပြန်ပါတယ်။ မေလ28ရက်နေ့ဆွေတွင်တန်ရုံရဲ့ထုတ်ပြန်ချက်ထဲမှာစကိုင်းမကွေးမန္တလေးပဲခူးရခိုင်ချင်းပြည်အပါအဝင်မြန်မာနိုင်ငံရှိတခြားတိုင်းနဲ့ပြည်နယ်တွေမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုပ်သူတွေရဲ့မိသားစုဝင်တွေအတွက် အထူးဝမ်းနည်းရတယ်လို့ဆိုပါတယ်။အရက်သားပြည်သူတွေနဲ့အထူးသဖြင့်အပြစ်မဲ့ကလေးတွေကိုတိုက်ခိုက်ခြင်းကစစ်ရဲ့ဇဝမှုဖြစ်တယ်လို့ဆွေတွင်တန်ရုံကထောက်ပြထားပါတယ်။ ဆွီဒင်နိုင်ငံဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုအမြဲကာကွယ်ပေးမှာဖြစ်တာကြောင့်မြန်မာပြည်သူတွေနဲ့အတူရပ်တည်သွားမယ်လို့ဆိုပါတယ်။